မဲဆွေတို့ဘွားမှာတခါတလေအကက်ကဲကြုံတဲ့အခါရှစ်ဆက်မတွန်းနိုင်တော့ဘူးလို့ခံစားရဘူးလားတခါတလေမှာကျွန်တော်တို့အိမ်မက်တွေကိုအကောင့်ထဲဖြစ်နေတဲ့လမ်းကြောင်းပေါ်မှာကြီးမားတဲ့စိတ်ခေါ်မှုတွေကြုံတွေ့ရတဲ့အခါမှာကျွန်တော်တို့လက်ရှော့ဝတ်စဉ်းစားမိတဲ့ကြတယ်ဒါပေမဲ့ဒီအကက်ကဲတွေကပဲကြီးတာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့တတိကပဲပိုကြီးသလားဆိုတာဒီပုံမြင်လေးနဲ့ဖြေပေးပါရစေတာမန်လူတယောက်ဟာသူ့ရဲ့စူးစမ်းအထောက်မှုနဲ့မိမိကိုယ်တိုင်ယုံကြည်မှုဖြစ်မဖြစ်နိုင်တာကိုဖြစ်အောင်ဘယ်လိုလုပ်ခဲ့တယ်လဲ ဒီဇလန်လေးကတော့အိမ်မက်တွေကိုအကောင့်တဲဖို့တဲ့အခက်ခဲတွေကိုရင်ဆိုင်ရဲတဲ့လူတိုင်းရဲ့ဇလန်မဲဖြစ်ပါတယ်ဒီတော့တေးကိုဆရာတကြောင်းခုနဲ့မျော်လင့်ချက်ရဲ့အလင်းရောင်တေးကိုပြသပေးလိုက်မယ်ခရီးတစ်ခုရဲ့ဇလန်ကိုစတင်ကြရအောင်ပါဒီဇလန်ရဲ့အစဟာရွာလေးတွေကနေစတင်ခဲ့တာပါအဲ့ဒီရွာမှာဘဝရဲ့အစဉ်ပြေမှုစိတ်လန်းစုပြေမှုတွေဖြစ်နေနေတယ်ဒီရွာကသဘာဝလှတရားတွေနဲ့ပြည့်နေတယ်ပဲမယ်ရွာသားတွေရဲ့ဘဝတွေကတော့အခက်ခဲတွေနဲ့ပြည့်နေတယ် အခက်ခဲတွေကြားမှာအကောင့်တွေဖော်လို့တဲ့အိမ်မက်တွေနဲ့ပြင်နေတဲ့လူငယ်တယောက်လည်းရှိပါတယ်။သူ့နာမည်ကတော့ချမ်းမြေလို့ခေါ်ပါတယ်။သူ့ရဲ့အိမ်မက်တွေတဲကတခုကတော့သူ့ရွာနဲ့နိုင်ငံကုန်ကိုမြစ်တင်နိုင်မဲ့အရာတခုခုလုပ်ချင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့စည်ရဲမွေးတည်မှုနဲ့အရင်းအီးတွေမရှိတာကြောင့်အနေငယ်စိတ်သက်ကြစေခဲ့ပါတယ်။သူ့ကလေးဘွားကလေးကလည်းအရင်ခက်ခဲခဲ့တာဖြစ်ပါတယ်။သူ့ဖေကလယ်သမားတယောက်ဖြစ်ပြီးလယ်ခွေးထဲမှာပဲစိုက်ပျိုးရင်းစူးစမ်းလောက်ကန်လျက်မိသားစုကိုထောက်ပံ့ပေးတာပါ။ အမေကတော့အမေရှာသမီးတွေကိုကောင်းစွာစီမံခံခဲ့ပေးပေမယ်။မပြည့်စုံမှုကသမင်းနဲ့မမှန်တဲ့ရက်တွေကလည်းရှိနေစေပါ။ချမ်းမေကရွာမှာရှိတဲ့ရွာကျောင်းလေးမှာကျောင်းတက်ခွင့်ရခဲ့ပြီးကျောင်းတက်နေစင်မှာပဲသူ့ရဲ့သူ့မိသားစုဆင်းရဲချုပ်တဲ့မှုတွေကိုဖြေရှင်းပေးနေတာသူ့ပညာကောင်းကောင်းတက်မှဖြစ်မယ်လို့သဘောပေါက်လာတယ်။ဒါပေမဲ့ကျောင်းမှာလွယ်တဲ့စာအုပ်တွေကိုပြည့်စုံသားမဝင်နေတာကြောင့်သူ့ကိုစိတ်သက်ကြစေခဲ့တယ်။ဒါပေမဲ့သူကပညာသင်ယူပြီးတစ်ခုခုကိုကြီးကြီးမားမားအနိုင်ယူဖို့တွေ့ ဆုံးဖြတ်လိုက်တယ်။သူမှာစာအုပ်တွေဝယ်ဖို့ပတ်စံမရှိပေမဲ့ရွာမှာရှိတဲ့တက်ကြီးရိုးတွေစီကလည်းစုံမစကားတွေပုံမြင်တွေကို နားထောင်ပြီးဆရာတက်ကြွအောင်ကြိုးစားတက်လိုက်။ပြီးတော့ကျောင်းရဲ့စာကြည့်တိုက်ကိုလည်းမကြာခဏရပ်ဖြစ်ပြီးစာကြည့်တိုက်ကစာအုပ်တွေဖတ်ရင်းနဲ့လေးလာမှတ်သားတက်လာပါတယ်။သူဟာနင်းညမနာကြိုးစားခဲ့တာကြောင့်အထက်တန်းအောင်ပြီးတဲ့အခါမှာကောလိပ်ကျောင်းတက်ခွင့်ရခဲ့တယ်။ကျောင်းလကမပေးနိုင်တာကြောင့်အဖေကကျောင်းဆက်မတက်တော့ဘဲလေထဲမှာပဲအဖေနဲ့တူအလုပ်ခန်းခဲ့ပါတယ်။ ဒါပေမဲ့ချမ်းမေကလက်မလျှော်ပဲသူတက်တဲ့ပညာနဲ့ကျူရှင်သင်ခဲ့ပြီးကောလိပ်ကျောင်းအတွက်ဇေယျကိုစူးစမ်းရှာဖွေခဲ့အောင်ကျောင်းဆက်တက်ခွင့်ရခဲ့ပြီးတော့မှမြို့ပေါ်မှာကျောင်းသားတက်ခဲ့တဲ့ချမ်းမေလေးဟာမြို့ပေါ်ကတိုးတက်ပြောင်းလဲမှုတွေနဲ့သူနေတဲ့ရွာကလုံးဝကွဲပြားတယ်ဆိုတာကိုသတိထားမိလာတယ်။မြို့ပေါ်မှာကနေရာတိုင်းမှာပြန်ဆန်မှုတွေရှိနေတယ်။အစာပိုင်းမှာလည်းမြို့ပေါ်မှာသူနေဖို့လူတော့မတိုးဘူးလို့ခံစားရပြီးတက္ကသိုလ်သူတင်ခဲ့တယ်လို့ခံစားလိုက်ရတယ်။ နောက်ပိုင်းမှာတော့မျိုးနဲ့ရွာဟာကွာဟချက်တွေမရှိအောင်သူစ조사မယ်လို့ကုကုကိုကတိပြုလိုက်ပြီးမြို့ပေါ်မှာနေကြောက်ဆက်တက်ဖို့တွေနေခင်းဘက်မှာကြောင်းတက်ပြီးညဘက်ထွေမှာတော့စားသောက်ဆယ်မှာဇပွဲတို့ဖြစ်နေလှုပ်လှုပ်ခဲ့တယ်။သူဟာပြင်ပန်းလွမ်းနေနေပေမဲ့သူ့အိမ်မက်တွေကိုဆွန့်လွတ်ဖို့တကားမှစိတ်ကူးမရှိခဲ့ပါဘူး။စာ조사တဲ့အခါမှာလည်းနေမနာညာမနာ조사ခဲ့လို့အတန်းထဲမှာထိတ်ဆုံးရောက်ခဲ့တယ်။ကောလိပ်နောက်ဆုံးနေ့မှာတော့ချမ်းမြေဟာထောင်နဲ့ချီပြီးဝင်ရောက်ရှင်ပြိုင်စေခဲ့တဲ့ ဆမ်မိုဘဲမှာမပြည့်စုံမှုတွေကြတဲ့ကသူ့ရဲ့စူးစမ်းအထောက်မှုတွေကြောင့်ပဲဆမ်မိုဘဲအောင်ရတာမကထိတ်ဆုံးအဆင့်ကိုပါရရှိခဲ့ပါတယ်။ဒီအောင်မြင်မှုတွေကချမ်းမြေ့ရဲ့ဘဝကို လုံးဝပြောင်းလဲသွားစေခဲ့တယ်။ဆမ်မိုဘဲကိုအမှတ်ကောင်းကောင်းနဲ့ထိတ်ဆုံးကအောင်မြင်ခဲ့လို့သူ့ကိုအစင်းမြင့်တဲ့နိုင်ငံတကာကုမ္ပဏီတစ်ခုကအလုပ်ကမ်းလှမ်းခဲ့တယ်။ဒီအလုပ်ဟာသူ့ရဲ့အမှတ်တွေကိုအကောင့်ထဲပို့ဖို့အစားပဲရှိသေးတယ်။ချမ်းမြေ့ဟာသူ့ရဲ့ပထမဆုံးလဆောင်နဲ့သူ့မိဘတွေအတွက်အေးတစ်သလုံးကိုစောက်ပြေးခဲ့ပြီးသူကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို အချားကလေးတွေထပ်မကြုံရအောင်ရွာမှာရှိတဲ့ကလေးတွေအတွက်လည်းစာကြည့်တာတစ်ခုကိုဖွင့်လှစ်ပေးခဲ့တယ်။သူဟာသူ့ရွာနဲ့ပထမဆုံးသောနိုင်ငံတကာအဆင့်အောင်မြင်သူဖြစ်လာခဲ့တယ်။သူ့ဇလန်းကတော့ဘဝမှာအကက်ခဲတွေရဲ့တားဆီးတွေကလူရန်ကျွမ်းရတယ်ဆိုတာသင်ပေးသွားပါတယ်။ဒါပေမဲ့တင့်မှာဆုံးဖြတ်ချက်ခံမှမှုစ조사အထောက်မှုနဲ့ကိုကိုကိုယုံကြည်မှုရှိမယ်ဆိုရင်ဘယ်အိမ်မက်ကိုမဆိုးအကောင်တဲ့ဖော်နိုင်နေဆိုတာပါ။ဂျမ်းမြင်ဟာသူ့ရဲ့မပြေစုံမှုတွေကြားတဲ့က ူအိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခဲ့ရင်သင်လဲလုံနိုင်တယ်မှတ်ထားပါမှောင်မိုက်တဲ့ညာတိုင်းရဲ့နောက်မှာ နေမင်းဟာအမြဲတက်လာပါတယ်